မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီအလဲထိန်တလုံးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ဗောနော်ဒီရှေ့ရဗီဒီယိုမှာကျွန်တော်ထိတ်စီတင်ပြထားပြီးဖြစ်ပါတယ်ဒီထိတ်စီကတော့ကျွန်တော်နီးတစ်မျိုးဗောနော်နံပါတ်၁မှာဆိုရင်ငါထိတ်စီရတယ်ဗောနော်တင်ရှာနီးအရာဆက်ပြီးမပြရတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗောနော်တွဲနီးဒီဘလောက်ပဲကောင်းနေပါစေကျွန်တော်ပြတ်သွားခဲ့တဲ့အပြင်လည်းရှိသေးတယ်ဗောနော်ကျွန်တော်ဒါဥကင်းနေဆက်ဖြစ်တဲ့နေ့ကိုပြပြရှင်းဖြစ်ပါတယ်။โอเคဒီမှာတော့ငါအသိစီရတယ် နောက်ထပ်နီးနံပါတ်နေ့မှာလည်းကျွန်တော်ဒီနီးအရာပေါ့နော်ဒီမှာလည်းငါထိတ်ဆီးဆိုပြီးတော့နီးနှစ်ခုနီးရတော့မတူပြီမဲ့ကနန်းရတာရှင်ငါထိတ်ဆီးရှင်တူတယ်ပေါ့နော်โอเคဆက်ပြီးတော့ကျွန်တော်အလဲထိန်ကိုဆက်ကြည့်အောင်လားခင်ဗျာအလဲထိန်နီးပေါ့နော်အလဲထိန်တစ်လုံးဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ဒီ1333886ပေါ့နော် ဲ့မှာနေ့ကို2ချိန်ပေါင်းရှင်းလေးပေါ့နော်3နာချိန်ပေါင်း6ဆိုတော့4နဲ့6ပေါင်းရှင်း30ရည်ထားတာဖြစ်ပါတယ်တုံမြောက်ပြီပေါ့နော်6နာချိန်7နဲ့8နဲ့ပေါင်းရင်30တုံမြောက်ပဲရည်ထားတာဖြစ်ပါတယ်နောက်ထပ်တစ်ခုဒီ63ချိန်78 8နဲ့6ပေါင်းရှင်းဒီ63ချိန်78 8နဲ့8ပေါင်း16ပေါ့နော်6ပဲရည်ထားတာဖြစ်ပါတယ်နောက်ထပ်ဒီ6ရယ်9ရယ်ပေါင်း73ပြီးရင်ဒီ6ရယ်9ရယ်ပေါင်းတာ73ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာ6နဲ့ 3ပေါင်းရှင်းဒီကိုမနော်6နဲ့3ပေါင်းကိုကိုနဲ့3ပေါင်း30တုံညအလေထိန်ဖြစ်ပါတယ်ဒီတုံညအလေထိန်မှာ3တုံညကိုဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါကြောင့်မို့တုံညအလေဖြစ်ပါတယ်ခင်ဗျာတုံညအလေ3တုံညကိုပါနော်โอเคနောက်ထပ်တစ်ချိန်မှာလည်းဒီနေ့နဲ့ချိန်ပေါင်း4 4နဲ့နေ့ပေါင်းရှင်း6ဖြစ်ပါတယ်9ချိန်14 4နဲ့နေ့ပေါင်း9ချိန်14ပါနော်တုံညနဲ့ပေါင်း4 နောက်ထပ်9တောင်းကျ29ခုနဲ့တိပောင်းလာ8တင်းနဲ့9ပောင်းရှင်း6 6.5ပောင်း7နှလုံးတွဲပောင်းထားတာဖြစ်ပါတယ်။ဒါဆိုရင်6နဲ့4ပောင်းရှင်း30ပေါ့နော်။ရှင်းနဲ့6ပေါင်း74လေးနဲ့10ပေါင်းရှင်း900ရာတွေအတွက်ကြောင့်မို့နေ့ရ9အလဲထင်ရှိတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာဆိုရင်3 9နေဖြစ်ပါတယ်3 3 9ကိုပြီးတော့3 9နေဒါကြောင့်မို့ကျွန်တော်9ကအလဲဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်တစ်ချိန်မှာလဲကျွန်တော်9နာချိန်ပေါင်း39နာချိန်78ဖြစ်ပါတယ်9 9နဲ့9နဲ့ဒီ3မြောင်းနဲ့ပေါင်း9ပေါ့နော်93ချိန်နဲ့79ခုနဲ့3ပေါင်းရှင်း30 3မြောင်းပဲဤထားတာဖြစ်ပါတယ်4နဲ့9ပေါင်းတာ71 3ညနဲ့9ပေါင်းရှင်း9 9နဲ့9ပေါင်း38နဲ့7ပေါင်းရှင်း9ဆိုတဲ့အတွက်ကြောင့်မို့ကိုအလေထင်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ39နေဖြစ်ပါတယ်ခင်ဗျာ39နေပြီးတော့39နေ ဒါကြောင့်မို့ဒီမှာဆိုရင်ကိုအလေထိုင်ဖြစ်ပါတယ်။ Okay အဲ့ဒီနေ့အတိုင်းပဲပေါ့နော်ဒီ9နာချိန်ပေါင်းတာ10ခုနာချိန်ပေါင်း24ကို label ရေးထားတာဖြစ်ပါတယ်။6နာချိန်7နာနေ့9ပေါင်းတာ7ဖြစ်ပါတယ်။33ချိန်9 9နေ့ပေါင်းတာ7ခွန်နဲ့ကိုပေါင်းရှင်း6 9 9ပေါင်းတာဆက်နေဖြစ်ပါတယ်။ခေတ္တဆိုရင်ဒီမှာ လေးနဲ့6ပေါင်း30တင်းနဲ့တင်းပေါင်းတာနိနိနဲ့ဒီနိနဲ့ပေါင်းတာလေးရာတွေအတွက်အလေထိုင်လေးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာနိလေး6ဆွေးပြီးဖြစ်ပါတယ်ခင်ဗျာနိလေး6ဒါကြောင့်မို့လေးအလေထိုင်ဖြစ်ပါတယ်ဒါအလေထိုင်တစ်လုံးဖြစ်ပါတယ်ဘောနော်နောက်ထပ်မှာလည်းဒီ9နဲ့ကြိမ်78 9နဲ့ကြိမ်78ဆိုတော့6နဲ့6ပေါင်း86နိနဲ့ဒီလေးပေါင်းတာ6 6တော့6နဲ့တုံများနဲ့ပေါင်း6 ကိုနဲ့ရှင်းပေါင်းတာဆက်ခွန်နေနဲ့ငါးပေါင်းရှင်းခွန်ဆိုတော့ခွန်ခွန်ဆက်လေးလေးနဲ့6ပေါင်း10 6နဲ့ကျင်းပေါင်းတာဆက်နေရတဲ့အတွက်နေ့အလေထိန်ဖြစ်ပါတယ်နောက်ထပ်တစ်ကျင်းမှာ3နေလေးဖြစ်ပါတယ်ခင်ဗျာ3နေလေးဒါကြောင့်မို့ကျွန်တော်အလေထိန်နေ့က3နေလေးဖြစ်ပါတယ်နောက်ထပ်တစ်ကျင်းပေါ့နော်နေ့နဲ့ကျင်းပေါင်း၄9နဲ့ကျင်း10ဆိုတော့၄နေနဲ့ဒီနေနဲ့ပေါင်းတာလေးပေါ့နော်အရှောင်းနှံချိန်7နှစ်ဆိုတော့ဒီနေနဲ့ပေါင်းတာလေး93ချိန်59 9နဲ့9ပေါင်းတာလေး74ဖြစ်ပါတယ် တင်းနဲ့လေးပေါင်းတာကငါ၃နဲ့၅ပေါင်းတာ၈ဆိုတဲ့အတွက်လေး၃ချိန်ပေါင်းတာ၁၂နဲ့ပေါင်းရင်20ငါအလေးထိန်တစ်လုံးကျန်တယ်ပေါ့နော်โอเคဒီမှာငါတစ်လုံးကျန်တယ်နောက်ထပ်တစ်ချိန်မှာ၈၅နီးစုပြီးဖြစ်ပါတယ်ခင်ဗျာ၃နဲ့လေးပြီးတော့၈၅နီးဒါကြောင့်မို့ငါအလေးထိန်ဖြစ်ပါတယ်ရှင်းတဲ့ချိန်16ကိုနင်းနဲ့ပေါင်းရင်30ပေါ့နော်ရှင်းတဲ့ချိန်16 78 78ဖြစ်ပါတယ်ရှင်းတဲ့ချိန်16 78ကိုရှင်းပေးရထားတယ်ပေါ့နော် 9နဲ့3မြန်နဲ့ပေါင်းတာက9 3ချိန်15 9နဲ့ပေါင်းရင်30နင်းနဲ့တက်ပေါင်းတာ3 9နဲ့9ပေါင်း30ဆိုပြီးပြောထားတယ်ပေါ့နော်။ဒါဆိုရင်ရှင်းနဲ့9ပေါင်း33 3နဲ့ပေါင်းရှင်း6ဆိုတဲ့အတွက်အလေထင်း6ရတာဖြစ်ပါလေ။အထက်တစ်ချိန်မှာ865ဖြစ်ပါလေခင်ဗျာ။865ဒါကြောင့်မို့ကျွန်တော်6အလေထင်းဖြစ်ပါလေခင်ဗျာ။အထက်တစ်ကြိမ်ပါနော်9နဲ့ကြိမ်78ရှင်းနဲ့ရှင်းပေါင်းတာ76ဒီ6နဲ့ဒီ6နဲ့ပေါင်းတာ နေ့3ကြိမ်6ချောင်းနဲ့ပေါင်းတာလေး7နေပေါ့နော်9နဲ့4ပေါင်းတာ7 9နဲ့5ပေါင်းတာ7ဒါဆိုရင်6နဲ့4ပေါင်းတာ10နေ့နဲ့4ပေါင်းတာ4 4တိပေါင်းတော့5ဆိုပြီးအတွက်အလဲထိန်5ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ8ချောင်း5ပြီးတော့3 5 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3 5 6ဒါကြောင့်မို့ကျွန်တော်အလဲထိန်5ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်ပေါ့เนาะ9နဲ့ကြိမ်ပေါင်း10 6နဲ့ကြိမ်7နှစ်ဒီ9နဲ့ဒီ2နဲ့ပေါင်းတာ သုံးနဲ့ဒီတင်နဲ့ပေါင်းတာ၄နင်းနဲ့နင်းပေါင်းတာ၄နင်းနဲ့ငါးပေါင်းတာ9ဆိုတော့၄နဲ့၄ပေါင်းတာ၈နင်းနဲ့ပေါင်းရင်10 9နဲ့9ပေါင်းတော့14ရာဒီအတွက်ကြောင့်မို့၄အလေထင်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ646ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့၄အလေထင်ဖြစ်တယ်ပေါ့နော်โอเคနောက်ထပ်ဆက်ကြည့်ရအောင်၃ညနဲ့ချိန်၃ညအလေးနဲ့ချိန်ပေါင်းတာဒီ၈ချင်းနဲ့ချိန်16အလေးနဲ့ပေါင်းရင်20ခွန်ပေါ့နော် ပြီးရင်နေ့နဲ့၈ပေါင်းတာ30ခွန်နဲ့9ပေါင်းတာ7နှစ်ဆိုတော့၈နဲ့2ပေါင်းတာ10ခွန်နဲ့တုံများနဲ့ပေါင်းခွန်နဲ့ဆိုတဲ့အတွက်အလေထိုင်ခွန်ရတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာကိုခွန်ရှိရှိပြီးဖြစ်ပါတယ်ခင်ဗျာကိုခွန်ရှိဒါကြောင့်မို့ခွန်နဲ့အလေထိုင်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ပေါ့နော်၈နဲ့ချိန်16 6နဲ့6 6နဲ့ချိန်7နဲ့7နဲ့ချိန်16ဆိုတော့6နဲ့2ပေါင်းတာ10ဖြစ်ပါတယ် ခွန်3ချိန်ပေါင်းတာ27တရား၄နဲ့ခွန်ပေါင်းတာ7ပေါ့နော်3 3ချိန်99နဲ့10ပေါင်းတာစခွန်နင်းနဲ့3ညာနဲ့ပေါင်းရှင်း6နဲ့5ပေါင်းတာ7ဆိုတော့ခွန်6 90 10ရှင်းနဲ့10ပေါင်း9ဆိုတဲ့အတွက်9အလဲထိန်ကြတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာ6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6 9 6ဒါကြောင့်မို့ကျွန်တော်9အလဲထိန်ဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်ကျွန်တော် ဒီ9နာချိန်3နာချိန်3ညပါနော်9နာချိန်က18 90 17 2 93 55 59 14 39 90နော်45ပေါင်းတာ9ဆိုတဲ့အတွက်39ပေါင်း10 48ပေါင်းတာ12ဆိုတဲ့အတွက်အလဲထင်ဒီတင်ရှာနည်းအရနည်းအလဲထင်စီပြီးရနေတာဖြစ်ပါတယ်ပါနော် โอเคကျွန်တော်ဒီ339 39 39 46 3 4 5 6 6 5 6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 ဒီမှာဆိုနိအလေထိန်ဆိုပြီးရနေတယ်ပေါ့နော်ကျွန်တော်ဒီအလေထိန်တလုံးထဲတော့နိဒီနောက်ထပ်နိဒီလည်းရှိသေးပဲပေါ့နော်တို့တို့ပြတ်သွားခဲ့တဲ့ဟာလည်းရှိတယ်ဒီတစ်ခုကဆက်ပြီး OK နေတဲ့အတွက်ကြောင့်မို့ဒီတွဲနိကိုပြန်လည်မြောက်ပြီးရှင်းဖြစ်ပါတယ်ပေါ့နော်90ချိန်မှာတော့ကျွန်တော်ဆက်ပြီးမပြရတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် ဒါတင်ချာနေ့ရနေ့အလေထိန်ပေါ့နော်နောက်ထပ်အလေထိန်ကြီးဆက်ကြည့်အောင်ပါခင်ဗျာโอเคဒီဟာကတော့အလေထိန်၃လုံးဖြစ်ပါတယ်ပေါ့နော်၄၆၃ယောက်မှာ၅၆၃၆အလေထိန်၈အလေထိန်၆၈ခုနစ်နစ်နစ်ခွန်၈၃၈၈၃၃၅၉၃၅၃၉၃၉၃၉၃ပေါ့နော်နေလေး၆၃နေလေး၈၅နေ၈၆၅၃၅၆၆၄၆၉၈၆၉၆ဒီ၂၀ချိန်မှာကျွန်တော်တင်ချာနေအရာပါနော်၃ည၄၆အလေးထင်ဖြစ်ပါတယ် အဲ့ဒီမှာလည်းကျွန်တော်နှစ်အလေထိုင်ပါတယ်ဗောနော်ဒီအလေအတောက်ရှောင်းရှင်းမယ်ဆိုရင်ဗောနော်ခွန်ကိုပြီးရနှစ်တောက်ရှောင်းရှင်းမယ်ဆိုရင်နှစ်အလေထိုင်ဒါကတမျိုးနောက်ထပ်တမျိုးကလေးလုံးဗောနော်ဒီမှာဆိုရင်သူကကိုရှောင်းနှစ်တုံများလေးလေးနှစ်နှစ်တက်ကနေတောက်ရှောင်း okay လာတယ်ဗောနော်လေးလုံးဖြစ်ပါတယ်69956368988933ညကို39နေပေါ့နော်အဲ့ကန်ဒီတောက်6ဖြစ်ပါတယ်ခင်ဗျာ အဲ့မှာဒီတစ်ပတ်မှာလည်းသူဒီကိုတုံများနစ်ခွန်ဆိုပြီးဖြစ်ပါတယ်တုံများနစ်ကလေးဒီမှာပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာတုံများနစ်ကလေးပါတယ်ပုံတူကတုံများနစ်ဒီမှာလည်းအလဲထိုင်နစ်ဆိုပြီးဖြစ်ပါတယ်နောက်ထပ်လုံးပိန်ကိုဆက်ကြည့်အောင်ဗောနော်โอเคဒါလေးကတော့လုံးပိန်ဖြစ်ပါတယ်69 563 689 2 9 3 8 8 3 3 9 9ဒီနှစ်က3နှစ်ဒီ9ဒီ3ခုနှစ်ဆိုပြီးဖြစ်ပါတယ်ဗောနော်တောက်ချောင်းဖြစ်ပါတယ် ီ20ချိန်မှာကျွန်တော်ပြခရက်တပတ်ကနီးအဆက်ပေါ့နော်6အဆက်ဒီ6ကို6ဒီနီးကကျွန်တော်အလေတော့မဟုတ်အပိတ်ဖြစ်ပါတယ်ပေါ့နော်ဒီမှာအအလေအပိတ်အလေအလေလေပိတ်အလေအပိတ်အလေအလေအပိတ်အပိတ်ပေါ့နော်ပြီးရင်ငါးကလည်းအပိတ်နေရာဖြစ်ပါတယ်ငါးအပိတ်6အပိတ်6အပိတ်ခုနှစ်အလေ6အပိတ်နေ့၃ကအလေအပိတ်ပေါ့နော်ခုနကအတင်တော့ဒီမှာနေ့ဒီအလေဆိုတော့အလေနေရာ၅ပေါ့နော် ၃လုံးပိုင်လည်းရှိတယ်ပေါ့နော်နောက်ထပ်တစ်ခုက၈နှစ်၃လုံးပိုင်ရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာနှစ်လုံးပိုင်တရားတစ်ခုဖြစ်ပါတယ်နောက်ထပ်တစ်ခုကိုဆက်ကြည့်အောင်လားခင်ဗျာโอเคဒီလုံးပိုင်ကတော့99လုံးပိုင်009 900 3000089863689ဘောနော်3883399392296324 ရှင်းငါနေပြီးရင်ဒီမှာရှင်းငါရှင်းဆောင်ငါ3 5 6 6 4 6 9 9 8ဒီ9 9လုံးပိုင်းဒီ9 9 8ဖြစ်ပါတယ်ပြီးရင်9 6လုံးပိုင်းဒီ6 9 6ဆိုပြီးဖြစ်ပါတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်နှစ်လုံးပိုင်းနှစ်လုံးပိုင်းနှီးရှိတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အလဲထိုင်နေရမှာ OK ခဲ့မယ်ဆိုရင်ပေါ့နော်နှစ်လုံးပိုင်းဒီကျွန်တော်တော်တော်များများနှီးတော်တော်များများမှာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် အလေထိန်ကတော့ကျွန်တော်ဒီနေ့အရာဆက်ပြီး okay မယ်ဆိုရင်နေ့အလေထိန်ဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာဆက်ပြီးမပြီးကတော့အဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်တင်ချာနေ့ရလေးလာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ် okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ